လူကဘာကြီးကိုပျက်စီးစေတတ်တဲ့အဓိကအကြောင်းကတော့ဘာတော့ဆိုရင်လူတွေရဲ့ဇယိုက်ဆိုးတွေသာဖြစ်တယ်ပေါ့နော်လူတွေရဲ့ဇယိုက်ဆိုးဟုတ်မို့စဉ်းစားကြည့်ပေါ့ခဏိခေတ်မှာလဲဘိုးခေါင်းနဲ့ရေရှားတယ်တတော်တွေပြောင်းကုန်တယ်တော်တွေပြောင်းတောင်းတွေပြောဘသူတွေကလှုပ်လဲလူတွေလှုပ်တာပဲလေအဲ့လူတွေကဘာလို့လှုပ်တာတော့ဆိုတကယ်တော့လောဘတွေဒေါသတွေမောဟတွေပဲနော်မစင်မကျင် တော်တွေခုတ်တယ်ဆိုတာမောဟ လောဘကြီးပြီးတော့ခုတ်တာလောဘနော်အဲ့တော့လောဘတွေဒေါသတွေနဲ့တောကြီးတွေကပြုံးကုန်တာသူတို့ပြုံးကုန်သည့်အတွက်ကြောင့်ယသိဝုရုတွေပျက်စီးလာယသိဝုရုပျက်စီးသွားခြင်းကြောင့်ဒီလူတွေရဲ့အာဟာရတွေလည်းထိခိုက်ပျက်စီးမှုတွေရှိလာအဲ့ကြတော့လူတွေဟာယောဂဝေဒနာတွေဖြစ်ပွားပြီးအသေးပြောက်များလာတာဒါလည်းလူကြီးရောပါခြင်းအကြောင်းတစ်ခုလို့ဒီလိုဆက်ဆက်မှုတွေရှိတယ် နော်လူဆက်ဆံမှုတွေရှိဒီမှာမြတ်စွာဘုရားဖြေထားတဲ့ဖြေတယ်မှာဘာပါတော့ဆိုလူသားရဲ့ဆရာ့ဆိုးကိုသုံးမျိုးဖော်ပြထားတယ်နမတိကဘာတော့ဆိုအတ္တမရာဂတော်တော်ကိုတရားမဲ့တဲ့တတ်မဲ့မှုဒီလိုဆိုလို့နော်အတ္တမရာဂဓမ္မရဲ့ဆန့်ကျင်မဲ့လူတွေလုံနေကြတဲ့လူတွေရဲ့ရာဂဆိုတဲ့ တမဲ့မှုဟာအတော်ကိုတရားလွန်တယ်လို့သူတို့ဆိုလို့ပေါ့နော်တရားလွန်တဲ့အတ္တမဆိုတရားလွန်တဲ့တမဲ့မှုအဲ့ဒါတခုဟောနောက်တစ်ခုကတော့ဝိသမလောဘလူရည်တဏ္ဍမဖြစ်တဲ့အတော်ကိုညီမြမှုကိုဖျက်ဆီးတဲ့မညီမမြအစွန်းရောက်တဲ့လောဘလို့ဆိုလို့ဝိသမလောဘဆိုလောဘဆိုတာဒီ လူချင်းနာဆိုတာအစွန်ရောက်တဲ့လူချင်းမှုဆိုတာကိုယ့်ဟာကိုယ်လူချင်းနာကြတော့အစွန်မရောက်ဘူးလို့ပြောလို့ရတယ်နော်ကိုယ်ပိုင်နာကိုယ်လူချင်းနာအစွန်မရောက်ဘူးသူများဟာလူချင်းနာအစွန်ရောက်သွားပြီလွန်ခဲ့တယ်ပေါ့အခုကပြောတယ်မို့လားနေရနေမှာခရမ်းလွန်ရောင်ချီဆိုတာရှိလာတယ်မဟုတ်လားလူကအန်ရပေးတယ်လေအဲ့ဒါလိုပဲဝိသမလောဘဆာခရမ်းလွန်ရောင်ချီလိုပဲ လွန်ကဲတဲ့လောဘအဲ့ဒါလည်းအန္တရာယ်ရှိတယ်နော်ခရမ်းလွန်ရောင်ကြီး ultraviolet အဲ့ဒါနဲ့အန္တရာယ်ရှိတာမဟုတ်ဘူး ultra greedy ပေါ့နော်အလုံးကိုလွန်ကဲလာတဲ့လောဘလို့ဆိုလို့အဲ့ဒါလည်းလူရဲ့ဇယဆိုးတွေပေါ့ဒီကနေ့ခေတ်မှာတိုးတက်များပြားလာအတ္တမရာဂဆိုရဲဓမ္မနဲ့ဆန့်ကျင်ပြီးတော့နော်တရားလွန်တဲ့ရာဂတွေဖြစ်ကြတယ်ဝိသမလောဘလို့ဆိုရဲဒီ ညတ်တမှုမရှိလွန်ကဲလာတဲ့လောဘတွေဖြစ်ကြတယ်မိစ္ဆာဓမ္မလို့ဆိုတဲ့အတိုင်းမမမမကျင့်သုံးနေတိုင်းပြောဆိုကြတယ်ဆိုဒီတဘာဝတရားဒီဇေယိုက်ဆိုးသုံးမျိုးဟာလူလောကကြီးကိုပျက်စီးဖို့ဖော်ဆောင်နေတဲ့လူတွေရဲ့အကျင့်ဇေယိုက်ဆိုးကြီးသုံးမျိုးပဲအဲ့ဒီဇေယိုက်ဆိုးကြီးသုံးမျိုးကြောင့်ဒီခုလိုလူလောကကြီးကပျက်စီးတာလို့